ချစ်ခင်လေးစားအပါတော်မဲဆန္ဒရှင် ပြည်သူလူထုကြီးရှင်ကျမကတော့မြို့သားနိုင်ငံရေးအာမတ်တစ်ပါတီမှဥက္ကဋ္ဌဒဝင်းကိခိုင်အီးဖြစ်ပါရဲ့ရှင် ကျမတို့မြို့သားနိုင်ငံရေးအာမတ်တစ်ပါတီဒီရန်ကုန်တိုင်းဒေသကြီးကိုစားပြုတည်ထောင်ထားတဲ့တိုင်းဒေသကြီးအစဉ်ပါတီတစ်ခုဖြစ်ပါရဲ့ရှင်မိဘပြည်သူများနဲ့ချစ်ခင်လေးစားရပါတော့ပါတီဝင်များ မောင်နှမများတငယ်ချင်းမိတ်ဆွေများအားလုံး ကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာပါစေကြောင်းဆုမွန်ကောင်းတောင်းရင်နှုတ်ခွန်းဆက်တာလိုက်ပါရရှင်မိဘပြည်သူများအားလုံးရဲ့ရင်ထဲမှာကိန်းအောင်စွာတည်ရှိနေတဲ့ဒီမိုကရေစီရေးပြင်းပြဆန္ဒများပြည့်ဝကြပါစေလို့လဲထက်ဆင့်ဆုမွန်ကောင်းတောင်းအပ်ပါတယ်မိဘပြည်သူလူထုကြီးရှင်ကျမတို့အမျိုးသားနိုင်ငံရေးအာမတ်တပါတီမူဝါဒသဘောထားနိုင်ငံရေးဤမှန်ချက်များကိုမိဘပြည်သူများထံ န်ကြားတင်ပြလိုပါတယ်။ဒီနေရာမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်နဲ့ပြည်သူများအတွက်အလွန်တရာအရေးကြီးလာတဲ့ဒီမိုကရေစီစနစ်ရဲ့အသက်တွေးကြောဖြစ်တဲ့ရွေးကောက်ပွဲအကြောင်းနဲ့နောက်နာကနိုင်ငံတော်အတွက်ပြည်သူများထားရှိလိုက်နာဆောင်ရွက်ရမယ်စိတ်ဓာတ်နဲ့လှုပ်ဆောင်ရအချက်များကိုဥစွာတင်ပြလိုပါတယ်ရှင်။28ရက်12လ2025ရက်နေ့မှာကျမတို့ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ ါတီစုံဒီမိုကရေစီထူထူရွေးကောက်ပွဲကိုကျင်းပမှာဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်ခွန်တွင်နိုင်ငံတော်သည်စစ်မှန်၍စီကံပြေဝသောပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးနေဟုဖော်ပြထားပါတယ်။ဒီနေရာမှာ ကျွန်မအနေနဲ့ဒီမိုကရေစီစနစ်အကြောင်းအနည်းငယ်ရှင်းပြလိုပါတယ်။ဒီမိုကရေစီစနစ်ကိုကျင့်သုံးရမှာ The Right Democracy နဲ့ Representative Democracy ဆိုပြီးတော့နှစ်မျိုးရှိတဲ့နေရာမှာ ကမ္ဘာဒီမိုကရေစီနိုင်ငံအများစုကကိုယ်စားပြုဒီမိုကရေစီစနစ်ကိုကျင့်သုံးကြပါတယ်။၎င်းစနစ်အရပြည်သူတွေကဆန္ဒမဲပေးပြီးရွေးကောက်တင်မြှောက်ခံရတဲ့ပြည်သူ့ကိုယ်စားလှယ်တွေကနိုင်ငံတော်ရဲ့အထုတ်ချာအာဏာကိုပြည်သူ့ကိုယ်စားကျင့်သုံးကြခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ရမှာ ရွေးကောက်ပွဲဟာအခြေခံအုံမြင့်ဖြစ်ပါတယ်။မဲဆန္ဒရှင်ပြည်သူများရှင်ဒီရွေးကောက်ပွဲဟာစနစ်ပြောင်းခစ်ပြောင်းရွေးကောက်ပွဲဖြစ်ဖို့ ပြည်သူရဲ့တတိနဲ့ဉာဏ်ပညာကိုထုတ်ဖော်ပြရမယ့်အချိန်ဖြစ်ပါတယ်။ကျမတို့မိဘပြည်သူများရဲ့ရင်ထဲမှာဖြစ်စေချင်နေတဲ့အုတ်ထုတ်မှုပုံစံကိုရွေးကောက်ပွဲမှာမဲပေးခြင်းနဲ့တာပြောင်းလဲလို့ရပါတယ်။ရွေးကောက်ပွဲဟာပြည်သူများရဲ့အခွင့်အရေးပြည့်ဝရရှိစေရန်နဲ့လွတ်လပ်ခွင့်ဒီမိုကရေစီစနစ်ခိုင်မာရေးအတွက်တည်ရေးရှင်ရေးတမျှအရေးကြီးတဲ့ပြည်သူရဲ့တတိကိုပြရတဲ့အလုပ်ဖြစ်ပါတယ်။ဒီနေရာမှာတတိပြရမယ့်အချက်ကလေးတစ်ချက်ကိုကျမမျှဝေလိုပါရရှင်။ နိုင်ငံကောင်းအောင်တိုးတက်အောင်ဆိုတဲ့နေရာမှာတဦးကောင်းတယောက်ကောင်းတပါတီစနစ်နဲ့လှုပ်ဆောင်လို့မရပါဘူးရှင်။တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်းအတွက်လူလူလူရန်စားအားလုံးအချိုးညီညီပါဝင်ပြီးပူးပေါင်းဆောင်ရွက်မှသာဖြစ်နိုင်မှာပါ။ကျမတို့ဟာဒီမြေမှာနေဒီရေကိုတောက်ပြီးအတူတကွကြီးပြင်းနေထိုင်လာကြတာပါ။ဗဂရိနိုင်ငံကြီးရဲ့အားနေချက်အားသာချက်သမိုင်းရဲ့စိုးမွေကောင်းမွေ ုပ်ချုပ်ရေးစနစ်ရဲ့လိုအပ်ချက်တွေကိုလည်းအတူတကွခံစားလာကြတဲ့လူတွေဖြစ်ပါတယ်။ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်ဖို့တည်ဆောက်ကြရမှာပြည်သူလူထုရဲ့နိုင်ငံရေးအသိဉာဏ်ကြွယ်ဝမှုဟာအခက်အခဲဖြစ်ပါတယ်။ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့အတိမ်မွေဆုံးခက်ခဲနက်နဲမှုအများဆုံးလုပ်ငန်းစဉ်ကတော့ပြည်သူကရွေးချယ်ပေးတဲ့ပြည်သူကိုယ်စားလှယ်တွေဟာအတွင်းမှန်အသိမှန်ဉာဏ်ပညာရှိရှိတာဝန်တိတိဖြင့်ပြည်သူကိုယ်စားရေရေတင်တင် ကိုစားပြုလှုံ့ဆောင်ပြရင်အလွန်အရေးကြီးပါတယ်။ကျမတို့အမျိုးသားနိုင်ငံရေးအာမန်တပါတီကတော့ဒီမိုကရေစီစနစ်ကိုယုံကြည်ရယ်ဒီမိုကရေစီရဖို့အတွက်ကဒီမိုကရေစီနည်းလမ်းနဲ့ပဲရအောင်လုပ်မယ်။ဒါကြောင့်အမျိုးသားနိုင်ငံရေးအာမန်တပါတီကိုထူထောင်ခဲ့ပြီး အခုလာမယ့်ရွေးကောက်ပွဲမှာပြည်သူကိုစားပြု ပါဝင် ရှင်ပြိုင်မှာဖြစ်ပါတယ်။ပြည်သူကအမျိုးသားနိုင်ငံရေးအာမန်တပါတီကိုဒီရွေးကောက်ပွဲမှာမဲပေးစေချင်ပါတယ်။နိုင်ငံရေးဆိုတာဟာ ပြည်သူရဲ့အကျိုးအတွက်ဖြစ်နိုင်တွေနှိမ့်နှိုင်းဆောင်ရွက်ရတဲ့အလုပ်ဖြစ်ပါတယ်။နိုင်ငံရေးဟာနိုင်ငံသားတိုင်းထမ်းဆောင်ရမယ်။သမိုင်းပေးတာဝန်ဖြစ်ပါတယ်။လူကြီးမင်းတို့ရဲ့ရင်ထဲမှာမြန်မာနိုင်ငံသားတယောက်ရဲ့အခြေခံအခွင့်အရေးအကာအကွယ်ပေးရေးလွတ်လပ်ခွင့်ရရှိရေးတို့ကိုအပြည့်အဝလိုချင်နေတယ်ဆိုတာကျွန်မအနေနဲ့မြင်တွေ့ရပါတယ်။နိုင်ငံကိုတိုးတက်စေခြင်းပြည်သူတွေပူးပေါင်းဆောင်ရွက်ရမယ်အချက်များစွာရှိပါတယ်။ ဲ့ဒီအချက်တွေက အရေးကြီးဆုံးပထမအချက်ကမိမိလိုချင်နေတဲ့တိုင်းပြည်ကိုတည်ဆောက်နိုင်တဲ့အရေးအချင်းပြည့်စုံတဲ့နိုင်ငံရေးပါတီတစ်ခုတည်းကပြည်သူကိုယ်စားလှယ်ကိုပြည်သူကအားပေးအားမြောက်ပြုရပါမယ်။နောက်တစ်ချက်ကတော့ဒီမိုကရေစီစနစ်ခိုင်မာရေးအတွက်ပြည်သူအကျိုးနိုင်ငံအကျိုးကို အမြဲအလင်းနဲ့ဆောင်ရွက်ပေးမယ်နိုင်ငံရေးသမားကို မွေးထုတ်ညီတော်မြောက်ပေးရပါမယ်။တတိယအချက်ကပါတီနဲ့နိုင်ငံရေးသမားတွေအကျင့်ပြက် ိတ်ခမဲ့လောက်ရတွေလောက်လာရင်ပြည်သူများကရှုံထပြစ်တင်ဝေဖန်ပြုပြင်ပေးရပါမယ်။ဒါရီဟာယနေ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေမှာပြည်သူကပါဝင်ဆောင်ရွက်နိုင်တဲ့အချက်တွေပဲဖြစ်ပါတယ်။ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရမှာ တိုင်းသားလက်နက်ကိုင်များရဲ့ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဖန်တီးနေမှုတွေကိုရပ်တန့်အောင် စုပေါင်းဆွေးနွေးညှိနှိုင်းအဖြေရှာရန်လိုအပ်ပါတယ်။ မငြိမ်းချမ်းတဲ့ဒီမိုကရေစီရင်းနဲ့ပြည်သူ့ဘဝတိုးတက်ရေးကအစင်နေမှာထိခိုက်နေမဲ့အရာလေးဖြစ်ပါတယ်။လူမျိုးပါတာစာပေချင်းချင်းမှုကွဲပြားတဲ့လူမျိုးစုတွေအတူလက်တွဲစုပေါင်းနေထိုင်တဲ့ကျမတို့နိုင်ငံမှာဥပဒေအရဓာတ်နှုန်ညီများမှုရှိပြီးဥပဒေရဲ့အကာအကွယ်ကို လူတိုင်းမျှတစွာရရှိရပါမယ်။လူတိုင်းလွတ်လပ်ခွင့်၊ယုံကြည်ခွင့်၊ဖော်ထုတ်ခွင့်၊ဆန္ဒပြခွင့်၊တင်ပြခွင့်စတဲ့ဒီမိုကရေစီဆိုင်ရာအခွင့်အရေးများကိုလည်း အားလုံးရထိုင်အောင် ဆောင်ရွက်သွားဖို့ကအရေးကြီးပါတယ်။ဒီမိုကရေစီနိုင်ငံတစ်ခုမှာလဲစနစ်ကျတဲ့အုပ်ချုပ်မှုရန်တရားဟာအရန်အဓိကကျပါတယ်။နိုင်ငံရေးပါတီတွေဟာမဲဆွယ်ကာလမှာဂရီကဝတ်တွေပေးခဲ့ကြပြီမဲ့အုပ်ချုပ်မှုရန်တရားစနစ်ပြည်ပြင်းမှုမရှိရင်ဂရီမတည်နိုင်ပြည်သူရဲ့ယုံကြည်မှုပျောက်ဆုံးပြီးဝေဖန်ခံရတတ်ပါတယ်။ဒီမိုကရေစီခိုင်မာရေးဟာဒီကနေ့မှလွယ်မြောင်တဲ့ခတ် ိမ်မြောင်နဲ့နဲ့နေတဲ့သဘောရှိတယ်ဆိုတော့အားလုံးမျက်မြင်ကို တွေ့ပါပဲအတိတ်ရဲ့ကောင်းမွေဆိုးမွေတွေကိုလက်စင်ကန်တည်ဆောင်တင်နာတွေကိုတည်ဆောင်တင်ကန်းစာယူတင်နာတွေကိုတင်ကန်းစာယူပြီးအနာဂတ်နိုင်ငံတော်တည်ဆောက်ရမှာစိတ်ရှိသီးခံပြီးဒီမိုကရေစီစံနှုန်းပြည့်တဲ့အခြေအနေတွေကိုတဖြည်းဖြည်းတတိရှိရှိနဲ့ကူးပြောင်းရပါမယ်ပြည်သူ့ဘဝတိုးတက်ရေးအတွက်ကျမတို့အမျိုးသားနိုင်ငံရေးအာမန်တစ်ပါတီရဲ့သဘောထားကိုဆက်လက်တင်ပြပါရစေရှင် ပြည်သူ့ဘဝတိုးတက်ရေးလို့ပါတီအဖွဲ့အစည်းအသီးသီးကပြောနေကြပေမဲ့လွယ်လွယ်ကူကူကိစ္စမဟုတ်တဲ့အပြင်အဖက်ဖက်မှာဆက်နွယ်နေတဲ့အကြောင်းတရားတွေများစွာရှိပါရဲ့ရှင်။ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့အတိမ်မွေဆုံးနဲ့ခက်ခဲနက်နဲပြီးရှုပ်ထွေးမှုအများဆုံးလုပ်ငန်းစဉ်တစ်ခုလို့လည်းပြောရမှာဖြစ်ပါတယ်။ပြည်သူ့ဘဝတိုးတက်မြင့်မားဖို့ဆိုတာကလည်းတိုင်းပြည်ရဲ့စီးပွားရေးကောင်းမွန်နေဖို့လိုတယ်လို့နိုင်ငံသားတအူးချင်းစီရဲ့ထုတ်ကုန်တန်ဖိုးအများဆုံးဖြစ်နေဖို့လည်းလိုအပ်ပါတယ်။ တိုင်းပြည်တို့တက်အောင်လှုပ်ဖို့ဆိုတဲ့နေရာမှာလျှက်စစ်တာအားနဲ့စွိုင်းအလုံလောက်ထုတ်လုပ်သုံးဆွဲနိုင်ဖို့နိုင်ငံသားရင်းနှီးမြှုပ်နှံမှုများအင်တိုက်အားတိုက်စည်းဝင်လာစေဖို့လေယာထွက်ကုန်ဈေးကွက်တွေကို ပြည်ပတို့ထိုးပေါက်ရှာဖွေနိုင်ဖို့အလက်စားနဲ့အကြီးစားဆက်မှုလုပ်ငန်းတွေတဟုန်လို့ကြီးပွားတိုးတက်လာဖို့ပြည်တွင်းမှာအလုံးကင်တိုးတက်များပြားပြီးအလုံးလက်မဲ့နေပါစေဖို့စတဲ့အချက်တွေကိုမြောင်များစွာရှိပါတယ်။ဒါရီကိုအစိုးရကအခွင့်လန်းတာတဲ့ဥပဒေပုံမှားတွေနဲ့အားပေးဖို့ အကျိုးစီးပွားတွေကိုကာကွယ်ပေးဖို့တင်းကျပ်တဲ့စီးပွားဝေးရေးမူဝါဒတွေကို မချမှတ်ဖို့လိုပါတယ်။ Public လုပ်ငန်းရှင်တွေကလည်းလောက်ကငွေအပြည့်အဝရရှိအောင် ဆောင်ရွက်နိုင်ရင်လည်းဆောင်ရွက်ထားတဲ့လုပ်ငန်းတွေကိုအကောင့်ထဲပေါ်ဆောင်ရွက်ပြီးပြင်အောင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ဒီနေရာမှာလောက်ကင်နေတဲ့နိုင်ငံသားလုပ်ငန်းရှင်တွေကိုတခုမြေတားရက်ခံလိုပါတယ်။မိမိလောက်ကင်ဝင်ရရှိထားတဲ့လုပ်ငန်းတွေကို ကျင်းတည်တည်ကြပေါအကောင့်ထဲပေါ်ပြီး တိုင်းပြည်ရဲ့ GDP တိုးတက်ဖို့အတွက်ကူညီဆောင်ရွက်ရပါမယ်။အခွန်ငွေတွေကို တိုင်းပြည်ကရရှိအောင်တည်ကြတဲ့နည်းလမ်းနဲ့အခွန်ထမ်းဆောင်ရမှာလေအလွန်အရေးကြီးပါတယ်။လောက်ကိုင်းတဲ့နေရာမှာလေအာနာယအစိုးရကလည်းအာဂရိမဖက်ပွင့်လင်းမြင်သာတဲ့အစိုးရဖြစ်ပြီးပြည်သူအကျိုးစီးပွားကိုမျက်ခြေပြတ်မခံပဲမိမိပါတီမိမိအဖွဲ့အစည်းတစ်ခုကောင်းစားရေးကိုရှေ့တန်းမတင်တဲ့အစိုးရတည်းဖြစ်ရပါမယ်ရှင်။ ပြည်သူတွေကယုံကြည်လို့အနှင်းလိုက်တဲ့အစိုးရအာဏာကိုပြည်သူအတွက်စင်ကြယ်တန်ရှင်းစွာကျင့်သုံးမယ်ဆိုရင်ပြည်သူတွေက ခြေနက်အားရစွာဝန်းရံထောက်ခံနေမှာဖြစ်ပါတယ်။နောက်တစ်ချက်တင်ပြလိုတာကတော့ယနေ့အချိန်ခါမှာကမ္ဘာနဲ့အဝမ်းမိရိနိုင်ငံမဆိုမိရိအစိုးရကိုပဲကြည်ကြည်နိုင်ငံတော်ကာကွယ်ရေးနဲ့ထုတ်ထအာဏာတည်တံ့ခံရေးအမြေအတွက်တိုင်းပြည်ဂုံတိုက်ခါမြန်မာရေးအတွက်တပ်မတော်တရက်ကို ခင်မီတောက်တင်းအောင်ဦးစားပြီးတည်ဆောက်နေကြရဲဆိုတာတွေ့မြင်ကြရမှာဖြစ်ပါတယ်ပြည်တော်စုကြီးကိုကာကွယ်နိုင်ရေးအတွက် ရှိတဲ့ရှိထိုက်တဲ့အင်္ဂါရက်တွေနဲ့ပြည်စုံတဲ့ကမ္ဘာအဆင့်တန်းမီတမတော်တစ်ခုဟာမရှိမဖြစ်လိုအပ်တယ်လို့ကျမတို့အမျိုးသားနိုင်ငံရေးအာမန်တစ်ပါတီကခံယူထားပါတယ်မဲဆန္ဒရှင်လူလူကြီးရှင်မဲဆန္ဒရှင်လူလူကြီးကိုကျမတို့အမျိုးသားနိုင်ငံရေးအာမန်တစ်ပါတီဤအလံဒစိမ့် မူဝါဒသဘောထားနိုင်ငံရေးခံယူချက် နိုင်ငံရေးရည်မှန်းချက်များကိုတင်ပြလိုပါတယ်အမျိုးသားနိုင်ငံရေးအာမန်တပါတီအလံမှာ အပြာရောင်နောက်ခံတွင်အဝါအစိမ်းအနီးမြားသုံးချောင်းမှအဖြူရောင်ကျဲတစ်လုံးအားထောက်မှပင့်တင်ထားတဲ့ပုံဖြစ်ပါတယ်ပါတီအလံရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်မှာအောက်ပါအတိုင်းဖြစ်ပါတယ်အပြာရောင်နောက်ခံအထောက်ချာအာနာတည်တဲ့ခိုင်မြဲရင်တည်ငြိမ်ခြင်းအေးချမ်းခြင်းတာယာခြင်းပြည်အောင်စု သားအလုံးတပြင်းကြီးတရားတဲ့ဖြစ်ခြင်းစတဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုထားပါတယ်။အဖြူရောင်ကျဲတလုံးဤတဘောမှာတနိုင်ငံလုံးကိုတစုတစည်းတဲ့တရှိသောပြည်ထောင်စုမြန်မာနိုင်ငံတော်ဖြစ်ခြင်းကျဲဤတဘောတဘွားဝါဖြစ်သောတန်ရှင်းစင်ကြယ်ခြင်းဖြောက်မတ်မှန်ကန်ခြင်းဂိူနာတရားကြီးမားခြင်းကိုပိုင်လင်းအောင်နဲ့ရပ်တည်နိုင်ပြီးမိမိလမ်းကြောင်းကိုဆွမ်းရင်ပြေဝစွာဖြင့်ဖြောင်းတန်းစွာတားနိုင်ခြင်းစတဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုပါရယ်။ ဝါယုံများစီလုံးချင်းညီညွတ်ချင်းဉာဏ်ပညာကျူးမာခြင်းပြည့်စုံခြင်းအသည့်ဖြင့်တိုင်းသားအလုံးစီလုံးညီညွတ်မှုအားနဲ့ပြည်တော်စုကျေပြူကြီးအားထောက်မှတွန်းတင်ထားတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အစိမ်းရောင်များဟာနိုင်ငံတော်ရဲ့ပေါ်ကျွားတဲ့မြေတရံဇာတာရေတရံဇာတာတစ်တော်တရံဇာတာစိုက်ပျိုးမြေတို့အားအသုံးချပြီးအေဂျန့်တအရစိန်လန်းစုပြည်စီရန်စီပင်ဖွံ့ဖြိုးမှုပြည်ထောင်စုကျေပြူကြီးအားထောက်မှတွန်းတင်ထားတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အနီရောင်များဟာနိုင်ငံတော်ကိုစားပြုကျေပြူကြီးအား နှောက်ရက်ဖြက်စီးမဲ့ဘေးအန္တရာယ်ပေါ်မှာရဲရင်ပြတ်သားစွာကာကွယ်စောင့်ရှောက်သွားမယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုထားပါတယ်။အမျိုးသားနိုင်ငံရေးအာမန်တစ်ပါတီမူဝါဒများဟာအမျိုးသားရေးဒီမိုကရေစီရေးစီးပွားရေးလူ့အခွင့်အရေးနဲ့ရင်းကျင်းမှုဆိုင်ရာအခြေခံယူဆများကိုအထူးအလေးပေးထားပါတယ်။လေးစားအပ်ပါတော့မဲဆန္ဒရှင်ဖြစ်သူလူထုပေါင်းလို့ရှင်ကျမတို့အမျိုးသားနိုင်ငံကြီးအာမန်တစ်ပါတီအနေဖြင့်လက်ရှိနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြဿနာတွေကို ကျမတို့ရဲ့ကိုစမ်းညံစွမ်းရှိသည်မြတ်ပါဝင်ဖြည့်ရှင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်မဲဆန္ဒရှင်ပြည်သူလူထုအပေါင်းတို့ကလည်းမိမိနိုင်ငံတော်ကြီးတိုးတက်ကောင်းမွန်နေတာကိုသာမြင်လို့တွေ့လို့ဖြစ်ချင်လို့တဲ့ဆန္ဒရှိတယ်လို့ကျမအနေနဲ့အပြည့်အဝယုံကြည်ပါတယ်ပြည်သူလူထုတရက်လုံးကတောင်းခံထားရတဲ့သမိုင်းရဲ့စိုးမွေတွေကလွတ်မြောက်အောင်လှုပ်ဆောင်ရမယ့်အချိန်လည်းဖြစ်ပါတယ်ကျမတို့အမျိုးသားနိုင်ငံကြီးအာမန်တစ်ပါတီဟာအမှန်တရားလည်းဖြစ်ရမည် ခွာလဲဖြစ်ရမည်အလောဟာပြည်သူအတွက်အလောဟာနိုင်ငံအတွက်ဆိုတဲ့စောင့်မုတ်တိုင်းကျမတို့အမျိုးသားနိုင်ငံရေးအာမန်တပါတီဝင်များအားလုံးကကျိုးပန်းဆောင်ရွက်လျက်ရှိတယ်ဆိုတာကိုအလင်းနဲ့ဖော်ထုတ်ပြောကြားလိုပါတယ်မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ရှင် အနာဂတ်မျိုးဆက်တစ်များအတွက်မိတို့ရောနိုင်ငံတော်ကိုလက်ဆင့်ကမ်းအမွေပေးလိုပါလေရှင်ယခုလာမယ့်ရွေးကောက်ပွဲမှာအမျိုးသားနိုင်ငံရေးအာမန်တပါတီဝင်ရောက်ရှင်ပြိုင်နေတဲ့မြို့နယ်အသီးသီးမှာ ဘဲဆန္ဒရှင်ပြည်သူလူထုအားလုံးကကျမတို့မျိုးသားနိုင်ငံရေးအာမန်တစ်ပါတီအားတောင်ပြိုကမ်းမြူမဲပေးခြင်းအဖြစ်ဒီမိုကရေစီရေးပြည်သူ့ဘဝတိုးတက်ရေးငြိမ်းချမ်းရေးတို့အတွက် အတူတကွနာဂတ်နိုင်ငံတို့ကို ဖန်တီးဖို့အာမန်တစ်ကိုမဲပေးကြပါစို့လို့ကျမအနေနဲ့တောင်းဆိုလိုပါတယ်ရှင်မိဘပြည်သူများရှင်ဒီရွေးကောက်ပွဲမှာမဲပေးခြင်းဟာနောင်လာမယ့်၅နှစ်မှာဖြစ်လာမယ့်အစိုးရအတွက်မိမိရဲ့အနာဂတ်ကိုဖန်တီးပေးမယ့်လွှတ်တော်အတွင်းမှာ မိဘမိမိအားကိုစားပြုမဲ့သူကိုရွေးချယ်ပေးခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံလူသားမြန်မာနိုင်ငံသားအားလုံးဟာမတရားသောအမှုပေါ်မှာဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ရေးအာဏာသုံးရလုံးတွင်ဝင်ရောက်ကာကွယ်ပြီးရင်ကျမတို့မြို့သားနိုင်ငံ၏အာမန်တပါတီသည်မိမိတို့၏ခွန်အားရှိသည့်အတိုင်းအစွမ်းကုန်ဆောင်ရွက်ပေးပါမယ်လို့ဂရီးတစ္ဆာပြုပါတယ်ရှင်ညီကုန်းချုပ်အနေနဲ့တင်ပြလိုတာကတော့ကျမတို့ရဲ့အမျိုးသားနိုင်ငံ၏အာမန်တပါတီဟာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် နိုင်နီဖြစ်စေရှုံးနီဖြစ်စေပြည်သူများရဲ့ပြတ်ထန်းဆုံးဖြတ်ချက်များကိုလေးစားစွာခံယူလိုက်နာသွားမှာဖြစ်ပါတယ်။မီဒီယာအခြေအနေဖြစ်ပါစေငြိမ်းချမ်းရေးဒီမိုကရေစီရေးနဲ့ပြည်သူ့ဘဝတိုးတက်ရေးတို့ကိုမမိတ်မတုံဆောင်ရွက်သွားပြီးတရားဥပဒေစိုးမိုးရေးနှင့်ငြိမ်းချမ်းတာယာရေးတို့မှာတက်ကြွစွာပါဝင်ဆောင်ရွက်သွားပါမယ်။နိုင်ငံတော်ရဲ့လွတ်လပ်ရေးနဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုနယ်မြေတည်တပ်မှုတို့အတွက် တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ဖြင့်ထိမ့်သိမ့်ကကွယ်ဆောင်းလျှောက်သွားရင်အစဉ်အမြဲတန်နိုင်ထန်ချထားပါတယ်ဆိုတဲ့အကြောင်းကိုပြောကြရင်ကျမတို့အမျိုးသားနိုင်ငံများအာမန်တစ်ပါတီရဲ့ပြည်သူများထံပန်ကြားတင်ပြမှုကိုဒီနေရာပါမှာရန်နာလိုက်ပါတယ်ရှင်မိဘပြည်သူအပေါင်းအေးချမ်းတရားပျော်ရွှင်သောအနာဂတ်နိုင်ငံတော်အားရရှိပါစေကြောင်းဆုတောင်းပေးပါတယ်ရှင်။